ကောင်းလေးတယောက်ကသူ့ရဲ့ညံတဲ့လက်စွမ်းကိုသုံးပြီးရေပြင်ပေါ်မှာမောင်းနိုင်တဲ့ UFO ဒဇင်းကိုတိဆောက်လိုက်တယ်။အရန်တက်လက်ပြီးညံကောင်းတဲ့ကောင်းလေးတယောက်က UFO ဒဇင်းဆောက်ဖို့စိတ်ကောင်းမှုပြုလုပ်လိုက်ပါလေ။ကောင်းလေးကငယ်ကလေးကမိုးပေါ်မှာပြန်နေတဲ့ဆက်တွေအကြောင်းရေးထားတဲ့စာအုပ်တွေကိုဖတ်ရတာကြိုက်ပါလေ။ဒါပေမဲ့အရွယ်ရောက်လာတာနဲ့အများဒီစာအုပ်တွေကိုဖတ်ဖို့အချိန်သိပ်မပေးနိုင်တော့ပါဘူး။ဆက်တွေကိုတီထွင်တဲ့လုပ်ငန်းနဲ့ရောက်သွားပြီးတော့ဘဝတာယာနေပါလေ။ဒီနေ့သူနေ့လေပိုင်းအိတ်နေတဲ့အချိန်မှာ UFO ဒဇင်းသူ့စီမောင်းလာတာကိုအိမ်မက်မှတ်ပါလေ။ သူလည်းနိုးလာတာနဲ့အိမ်မက်ထဲမှာထွက်လာတဲ့ UFO အတိုင်း UFO တစ်စင်းစောက်ဖို့ဆုံးဖြတ်လိုက်တယ်။သူ့တငယ်ချင်းကိုသူ့ရဲ့အစီအစဉ်ပြောပြလိုက်တဲ့အချိန်မှာသူ့တငယ်ချင်းတွေအံ့ဩသွားကြတယ်။သူကစားနေတယ်လို့ပဲသတ်မှတ်လိုက်ကြတယ်။ဒါပေမဲ့ကောင်းလေးကအဲ့ဒီအတွေ့ကိုလက်မလွတ်ပါဘူး။မိုးပေါ်မှာပြန်နိုင်တဲ့ UFO အစစ်ကိုမဆောင်နိုင်လို့ရေပေါ်မှာမောင်းနိုင်တဲ့ UFO ကိုတိစောက်ဖို့ဆုံးဖြတ်ထားပါတယ်။သူကဆုံးဖြတ်ချက်ချလိုက်တာနဲ့အလုပ်ကိုချက်ချင်းထားပြီးတော့အကောင့်ထဲပေါ်လိုက်တယ်။ပုံစံဆွဲတဲ့အချိန်မှာသူများနဲ့မတူအောင်ဒီဇိုင်းဆွဲထားပါတယ်။ သူ့ရဲ့အိမ်မက်ကိုဥပမာယူပြီးတော့ပထမအဆင့်ကနေကိုရင်စားလို့ရပါမယ်။သူလှုပ်ထားတဲ့ UFO ပုံစံကအရန်လာပြီးတော့ခေရှိပြေးနေပါလေ။ဆိုင်ရဲ့ပါဝါအပိုင်းမှာအပြင်းနဲ့စလင်နာလေးလုံးပါစူပါအာသွင်းအင်ဂျင်ကိုတုံးထားတယ်။ဆောက်လုပ်တဲ့အချိန်မှာအခက်အခဲများကြီးနဲ့ရင်ဆိုင်ရပါမယ်။လက်မလွတ်ပဲအောင်မြင်တဲ့အထိစူးစားခဲ့ပါလေ။သူက UFO ကိုပထမဆုံးမောင်းလိုက်တဲ့အချိန်မှာရလာတဲ့အောင်မြင်တဲ့ခံစားချက်ကိုဘာနဲ့မှနိုင်ရှင်လို့မရနိုင်ပါဘူး။ မြင်တွေ့ရတဲ့လူတိုင်းက UFO အစ်စ်ကြီးကိုမြင်ရတယ်လို့အရန်သဘောကျနေကြတယ်။အဲ့ဒါဆိုရင်တော့ကောင်းလေး UFO ဆောက်ခဲ့တဲ့နီလန်ကိုလေ့လာကြည့်ကြရအောင်။အင်ဂျင်ထည့်ပြီးတဲ့အခါ UFO ရဲ့အတွင်ပိုင်းကိုရေမွေအောင်လုပ်ရပါမယ်။အပြင်ဘက်ကိုအမဲရောင်စီပြန်ပြီးတော့ UFO ရဲ့အထက်နဲ့အောက်ရဲ့ကိုယ်တွေကိုဆက်ပေးလိုက်ပါမယ်။အပေါက်တစ်ပေါက်ဖောက်ပြီးအဝင်တကားဖြစ်အောင်လုပ်ပါမယ်။ပရင်းပေါက်တွေလည်းအပေါက်ဖောက်ပေးရပါမယ်။ပြီးတဲ့အခါမှာတော့အချောတက်ပေးလိုက်ပါမယ်။အခုတော့ steering ကိရိယာကိုတက်ပေးလိုက်ပါမယ်။ကိုယ်တွေကအလောက်လှနေပြီဆိုတော့တတောင်တတထိုင်နေဖို့အတွက်ထိုင်ကုန်တစ်ခုလည်းပါရမှာပေါ့နော်။ အင်ဂျင်ကာဖို့အတွက်အဖုံးလေးလုပ်ပေးလိုက်မယ်ပြီးရင်တော့ UFO ရဲ့အတွင်ကောအပြင်ကောကြည့်ကောင်းလို့စေဖြန့်ပေးလိုက်ပါမယ်ဒီလိုနဲ့အကျန်းတဲ့လေးထွက်လာပါပြီတကားအဖွင့်ပိတ်ကိုထိန်းချုပ်နိုင်တဲ့ system လုပ်ပါမယ်ကာတွန်းကနဲ့သိပ်ပံကားတွေတဲကနေထွက်လာသလိုအရန်တည်တက်ပြီးတော့လူအများစုရဲ့စိတ်ကူးတွေကဒီဇိုင်းလိုပဲမိုက်လိုက်တာနော်နောက်ဆုံးအစင်မှာအတွင်မိုင်းကိုအလှဆင်ပေးလိုက်ပါမယ်ပရင်ပေါက်မှာလည်းမိချောင်းလေးတွေထည့်ပေးလိုက်ပါမယ်အတွင်မိုင်းရဲ့ထိန်းချုပ်ရေးခလုတ်တွေကိုလည်းလုပ်ရပါမယ်သက်ဆိုင်ရာဝါယာကြိုးတွေကိုတက်ဆင်ပြီးချိန်မှာကောင်လေးရလက်ရလေးကအောင်မြင်စွာပြီးဆုံးသွားပါပြီ။ ခလုတ်တွေကအလုံးလုံးနိုင်လားဆိုတာကိုအရင်စမ်းကြည့်လိုက်တယ်။ကောင်းလေးလေခလေးလေးလိုမျိုးဝမ်းသာအားရနဲ့သူ့ရဲ့ UFO တကားလေးကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေပါတယ်။ဒီဇိုင်းလေးဆွဲရမယ်။ကိုယ်တွေလဲကိုယ်တိုင်လုပ်ရမယ်။အတွင်းအင်ဂျင်တွေထိန်းချုပ်တဲ့ခလုတ်တွေဝိုင်ယာကြိုးတွေဘာညာအကုန်လုံးကအစားအစားဆုံးတည်ထွင်နေတာဆိုတော့အရန်ကိုလေးစားစရာကောင်းပါတယ်။အခုလုပ်ဖို့အတွက်ကြံနေသေးတဲ့အစဉ်ကိုဆက်ကြည့်ကြရအောင်။မရှိမဖြစ်ထည့်ရမယ်ဘရေးလေးကိုလုံနေပါလေဘရေးလေးတက်ပြီးရင်ဘရင်းပေါက်မှမှန်လေးတွေကိုထည့်ပေးလိုက်ပါမယ် ဒီလိုနဲ့ပဲရေပေါ်မှာမောင်းနိုင်တဲ့ခင်မီ UFO တစ်စင်းရလာပါပြီနော်။လူကြီးမင်းတို့ကဒီလို UFO ကိုဆမ်းပြီးတော့တီထွင်ချင်းကြပြီလား။ဒါမှမဟုတ်ဒီလိုလာပါတဲ့ UFO ကိုတီထွင်နိုင်တဲ့ကောင်လေးကိုလိုချင်သွားကြပြီလား။ကောင်မလေးကဆုံးသွားတဲ့အမိအုတ်ကူရှိမငုံနေပါလေခနာနေတော့အုတ်ကူရှိမအပြာရောင်ပန်းမွေလေးတပွင်ပွင်လာတော့ကောင်မလေးကဆက်ဆူးကျင်တော့ကန်ကြည့်လိုက်ပင်မေပန်းကကောင်မလေးလက်ကိုဖမ်းဆုပ်လိုက်ပြီးတော့မြေကြီးရောက်တဲ့ဆွဲခေါ်သွားပါလေကောင်မလေးလည်းနောင်တရစွာထလာတော့ထူးဆန်းတဲ့တွင်နဲ့ကြည့်တဲ့ရောက်နေတာသိသွားပါလေ ော်မာလီကကြောက်ကြောက်နဲ့နောက်ဆုတ်လိုက်တော့အယိုးကောင်းတစ်ခုနဲ့တိုက်မိသွားပါလေမထင်ထားတာကတော့အယိုးကောင်းတွေကကြောက်စရာမကောင်းပဲကော်မာလီကိုချင်းဆိုပြီးတော့ကပြဖြောပြေးနေကြပါလေအနောက်ကယိုးကြောက်ကတော့မိဘုံထုံပြီးတော့မှောင်မဲနေတဲ့နေရာကိုအလင်းရောက်ထုံပေးလိုက်ခြင်းစကဲဝစ်ထားတဲ့အယိုးကြောက်ကကာမာလီနာလာပြီးတော့ဆွဲခေါ်သွားကထမင်းစပွဲဝိုင်းနာထိုင်ခိုင်းလိုက်ပြီးတော့တခွားမွေးသီးပေးလိုက်ပါလေ။ကာမာလီလည်းကြောက်ပြီးတော့ထွက်ပြေးဖို့လုပ်တော့အယိုးကောင်ကကာမာလီကိုလင်မန်းတစ်ချက်ပေးလိုက်ပြီးမမျိုးစုံတင်ပေးလိုက်ပါလေ ။ဘိုက်ပြေသွားတော့အယိုးကြောက်ကကောင်မလေးကိုခြောက်ထဲပြစ်လိုက်ကလေဘူးပေါင်းတွေနဲ့ဆော့ခိုင်းပါလေ။ကောင်မလေးမပြော်တာတွေ့တော့အယိုးကြောက်ကမျက်လုံးအုပ်လိုက်ပြီးအယုတ်ကိုရိုက်လိုက်တော့ကောင်မလေးကထရရတော့တယ်။ကောင်မလေးလည်းဒုချောင်းကောက်ယူလိုက်ပြီးတော့အယုတ်ကိုရိုက်လိုက်ပါလေ။ပြီးတဲ့အခါမှာတော့အယိုးကြောက်နဲ့အတူတူဆော့ကစားပါလေ။အယိုးကြောက်ကကောင်မလေးကိုချစ်ဖို့ကောင်းတဲ့မိကက်လိမ့်ပေးလိုက်ပြီးစကက်လေးပါလဲပေးလိုက်ပါတယ်။နောက်ဆုံးတော့စတိတ်စင်နာရောက်လာပါတယ်။အကုန်လုံးကနေကြတာမြင်တော့ကောင်မလေးလည်းလိုက်ကပါတယ်။ အယိုးကြောင့်ကနေအမေအဖြစ်ပြောင်းလဲသွားတာမြင်တော့ကောင်မလေးကအယံပြော်သွားပြီးအမေဖြစ်သူကိုပြေးဖက်လိုက်တယ်။အမေကသမီးဖြစ်သူကိုပုတ်တက်လိုက်ပြီးတော့ပန်းလေးပန်ပေးလိုက်တယ်။တစ်ဖက်မှာတော့ကောင်မလေးလန့်နိုးလာပါတယ်။အိမ်မက်မက်နေတာဆိုပေမဲ့ခေါင်းပေါ်မှာတော့ပန်းလေးတစ်ပွင့်တကယ်ရှိနေတာဖြစ်ပြီးအမေဖြစ်သူကလည်းသမီးလေးကိုအမြဲတမ်းရနေပါတယ်။